မင်္ဂလာပါရှင်အလဲဘရုတ်တန်ရဲ့ current interview အစီအစဉ်ကနေပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ဗုဒ္ဓဖူးနေ့ကလူတရာကျော်လိုက်ပါသွားပြီးတော့ပျောက်ဆုံးသွားခဲ့တဲ့တက်မတော်လေးက Y8 လေးရင်နဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစွာနဲ့တင်ဆက်ပေးမှာပဲဖြစ်ပါတယ်အခုတွားရောက်တွေးဆုံထားတဲ့ပုံကိုကဆိုလို့ရှိရင်တော့မြမတက်မတော်လေးမှာတာဝန်ထမ်းဆောင်ခဲ့ပြီး Y8 လေးရင်နဲ့ပတ်သက်လို့တရုတ်နိုင်ငံမှာတင်နန်းနေတွားရောက်တက်ဖူးသူလည်းဖြစ်ပါတယ် ဒါအပြင်တက်မတော်လေးကလေးရင်တွေပေါ့နော် DY8 လေးရင်တွေမြန်မာနိုင်ငံကိုတည်ဆောင်ရမှာကိုရိုင်းမောင်းနေခဲ့ဘူးသူတူလေးဖြစ်တဲ့မြန်မာတက်မတော်လေးကအငိမ့်စားလေးမူကြီးကပ္တိန်ဦးစုဟံပဲဖြစ်ပါရဲ့ရှင် ဇွန်လ9ရက်နေ့မော်လယ်ပိုင်းကဘေးကနေရန်ကုန်ကိုထွက်ခွာပြန်တန်းလာတဲ့တပ်မတော်တဲယူပို့ဆောင်ရေးလေယာဉ် Y8200F ဟာဒဝဲမြို့အနောက်ဘက်မိုင်၃၀ကန်အကွာမှာရုတ်တရက်ဆက်သွယ်မှုပြတ်တောက်ပြီးပျောက်ဆုံးသွားခဲ့ပါတယ်။ပျောက်ဆုံးသွားတဲ့လေယာဉ်မှာလေယာဉ်မှူရန်၁၄ဦးအပါအဝင်စစ်တီနဲ့မိသားစုဝင်၁၈ဦးလိုက်ပါသွားတယ်လို့လည်းတပ်မတော်ကားဝေးဦးစီးချုပ်ယုံကထုတ်ပြန်ခဲ့ပါတယ်။ အခုဖြစ်စဉ်မှာ18လင်ရင်ပြတ်ကြတာဟာဘာကြောင့်ဖြစ်နိုင်တယ်လဲဆိုတာကိုဒီပညာရှင်တဦးရဲ့အမြင်ကိုမေးမြန်းရမှာတော့ကပတိန်ဦးစုဟန်ကအခုလိုပဲဖြေကြားပေးခဲ့ပါတယ် flight control ပေါ့နော် flight control ဆိုတာအခြားမဟုတ်ဘူးဒီလေမြန်ကိုတဲအောင်ဆုံးဆင်းအောင်လုပ်တဲ့ဟာရှိတယ်နောက်ဘေးပညာဒီလိုသွားလို့ရအောင်လုပ်တာရှိတယ်နော်အဲ့လိုတွေကတခုကိုပြန်ဟလာဟိုကျိုးသွားလို့တတာဖြစ်ဖြစ်ပေါ့နော်ကျိုးသွားလို့တတာဖြစ်ဖြစ်ဟလာတခုဒီကရမ်းပဲကျိုးသွားတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုဖြစ်သွားရင်လေမြန်ကိုထုတ်လို့မရဘူးကိုတို့လို့ရတာလည်း လေးမွတ်ပါဖြစ်မယ်ဘယ်လိုမှပြောချင်လည်းမရတော့သူရောက်အောင်တာထိန်ရတော့ပါပဲဟုတ်ပါကားလိုပေါ့နော်ကားကြီ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 းဖြစ်တာနဲ့ဘာမှပြောချင်မရဘူးလေကိုကတရားကိုပဲဟုတ်လားဟိုလိုရတာပေါ့အဲ့ဒီဘောမျိုးပေါ့နော်ဟုတ်လားအဲ့ဒီဆိုတော့အဲ့ဒါကိုစဉ်းစားတာပေါ့နော်အဲ့ဒါတစ်ချက်နောက်တစ်ခုကကြတော့ခုနကပြောတဲ့ဒီဒီမြတ်ဘုံမှာဒါကတော့ဟိုဟာပေါ့ဟိုဟာပေါ့ explosive ပေါ့နော်ဒါကတော့ကိုပေါ့ပြန်တွေ့တာပါဒါလည်းမဖြစ်ဘူးတော့ပြောနိုင်မယ်ဟုတ်ပါဒါဖြစ်သွားပြီဆိုတော့ဘယ်သူမှမသိဘူးလေဒါဖြစ်ချင်တယ်ဖြစ်မယ်ဖြစ်မယ်ပြီးတော့မြေကြီးပေါ်ကြာရင်တော့ သုံးသပ်လို့ရမယ်ရေထဲကျတော့ပစ္စည်းတူဘယ်လိုသုံးသပ်မလဲဒါပေါ်ကွဲလို့ဖြစ်သွားလားရိုးပဲကျိုးပြတ်သွားလားဆိုတာဘာမှမသိနိုင်ဘူးဒါတော့တော့ရေအားသူ့ပေါ်လို့ပုံလဲပုံပုံလဲပုံအဲ့မှာတခုပါလာလို့ဖြစ်တာလားပေါ့နော်အဲ့ဒါမျိုးဒါပေမဲ့အဲ့ဒီကပါလာတဲ့ဟာတခုဒီတနေရာမှာကွဲလဲလို့ဖလိုက်ကွန်ထရိုးထိရိုက်သွားလားပေါ့ အခုပြန်ကြခဲ့တဲ့ 1800F လေယာဉ်ဟာတက်မတော်လေးကို2016ခုနှစ်မလကနောက်ဆုံးရောက်ရှိခဲ့တဲ့လေယာဉ်ဖြစ်ပြီးတက်မတော်လေးမှာနာရီပေါင်း109နာရီပြန်တန်းအသုံးပြုခဲ့ပြီးဖြစ်ခါခရီးစဉ်84ကောက်ကိုပြန်တန်းပို့ဆောင်ထားတယ်လို့တက်မတော်ကားဝေးဦးစီးချုပ်ယုံကထုတ်ပြန်ထားပါတယ်အခုလေရင်ပြကြမှုဖြစ်စဉ်ဟာလေရင်ရဲ့အရေးအသွေးကြောင့်ဖြစ်နိုင်တယ်လို့ထင်မြင်ချက်တွေထွက်ပေါ်နေတဲ့အပေါ်မှာလည်းကပတိန်ဦးစိုးဟန်ကအခုလိုပဲသုံးသပ်ပေးထားပါဗျ။ဒီလိုမျိုးထူးခြားချက်က ဒါမှဦးတို့ဒီအရက်ဖက်လေရင်နေနဲ့မတူဘူးမတူဘူးကသူကဒီစီပေါ့လေရင်စီကိုသူကအကန့်လိုက်နေခွဲထားတယ်ဟုတ်ကဲ့ခွဲထားအောင်မှသူကဟိုပါဘောနော်ဟိုဟိုအိတ်နဲ့ခွဲထားတာအိတ်ဒီနဲ့ဟုတ်သူကအိတ်တော့တကယ်ဟိုပါဘောနော်တေးချာလောက်ထားတဲ့ဒီကြီးမှန်ကြီးသမှန်ပြန်ပြီးတော့စီးပြန်ဖြစ်တဲ့အိတ်မျိုးပေါ့ဟုတ်သူကဘာလို့ military version ဟုတ်ကဲ့အဲ့တော့သူကအဲ့ဒါကြောင့်ဟိုတခြားလေတခြားလေရင်စီ တော့ငါဆိုရင်သူကမှန်လိုက်တယ်ဟိုတစ်ခုဖြစ်သွားရင်သူကအကုန်ပါသွားမှာလေအခုကြောင့်ဒီဟာဖြစ်ရင်ဒီတိအိပဲမှန်တယ်ဒီတိအိပဲထားပါဒီထဲမှာကလန်တရားဆိုင်အဲ့ကလန်တရားပဲသုံးပါအဲ့ဒီသဘောမျိုးသူကအိတ်လေးနဲ့ထားတာအိတ်လေးနဲ့ထားပါပြောမှသူကအင်ဂျင်ကိုပို့တာအဲ့ရလေးပေါ့မှာအင်ဂျင်ပို့တာအဲ့အဲ့အဲ့တစ်ခုစီရလာတာပေါ့ပို့တာအဲ့လိုလုပ်ထားတယ်သူကဒီလေးမျိုးတနည်းအားမှန်မြဲအဲ့နာအဲ့နာစီပဲသုံးချုံပဲညာဆုံးချုံသူကအဲ့လိုမီလီတီပါရှင်းအဲ့လိုလုပ်ထားတယ်ဒီလေးမျိုးအထူးကြရပါတော့ဒါ တော်များလဲဟိုဟိုတက်လီမန်เนี่ยအဲ့လိုဒီဘာကျင်းကအဲ့လိုလုတ်တာများပါတယ်အဲ့လိုဒီခါလဲဒီဒီတခါလဲဆုံးကျုံးလာလို့မီးလောင်တော့မဖြစ်အောင်လေ1980ခုနှစ်ကစတင်ထုတ်လုပ်ခဲ့တဲ့ Y8 သေယူပို့ဆောင်ရေးလေဟာပြန်တမ်းမှုတမိုင်းမှာတော့အမှတ်တမ်းကောင်းကိုပိုင်ဆိုင်ထားပြီးလက်ရှိအချိန်အထိပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့မြမတက်မတော်လင်းရင်ရဲ့မတော်တဆမှုအပါအဝင်နှစ်ကြိမ်သာပြတ်ကျဘူးသေးတယ်လို့သိရပါဗျ မြမတမတော်လေးရဲ့ဝိုင်းအိတ်လင်းရင်ပြတ်ကျခဲ့မှုနဲ့ပတ်သက်ပြီးဆက်ချိုရမှုကြောင့်လားဒါမှမဟုတ်လို့ရှိရင်သတ်မှတ်ထားတဲ့အလေးချိန်ထက်ဝင်းပိုးတဲဆောင်ခဲ့တာကြောင့်လားဆိုတဲ့အမြင်အမျိုးမျိုးထွက်ပေါ်နေမှုအပေါ်မှာလည်းကပတိန်ဦးစိုးဟန်ကအခုလိုပဲဖြေကြားပေးခဲ့ပါဗျာဒီအနေသားဆိုဆက်ချိုရုံကြောင့်ဖြစ်တယ်မဟုတ်ဘူးဆက်ချိုရုံကြောင့်ဖြစ်တယ်ဆိုတာအင်ဂျင်လေးလုံးလုံးတပြန်ရက်ဖို့ဆိုတော့တော်တော်မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးခုနပြောလို့ပေါ့သူစီရီယယ်အိတ်တွေခွဲတာလေဟုတ်ကဲ့ဆရာဟုတ်မဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးဆက်ချိုရုံကြောင့်မဖြစ်နိုင်ဘူး ီခုနကပြောတဲ့ဒီရာဇီဝုဒုတော်တော်ကိုဆိုရအောင်လို့ထိမ့်မလောက်အောင်ဖြစ်သွားလို့ဖြစ်နေတယ်ခုနကပြောတဲ့ဟာဟို flight control တွေကအစိပ်ပိုင်းတစ်ခုပေါ့နော်ပြောရဲလို့သူစားရဝဲရန်တရားပေါ့ ်လက်ရှိအချိန်မှာတော့အဆက်အသွယ်ပြတ်တောက်ပျောက်ဆုံးခဲ့တဲ့ဝိုင်းအိတ်လင်းရင်ကိုတက်မတော်ရေကစီရင်ရင်တွေနဲ့ဒေသခံငါးဖန်းဆက်လူတွေပူးပေါင်းပြီးရှောက်ပွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေကဇွန်လ၈ရက်နေ့ညနေ၆နာရီခန့်အထိအမျိုးသားရုပ်အလောင်း၂လောင်းအမျိုးသမီးရုပ်အလောင်း21လောင်းကလေးရုပ်အလောင်း10လောင်းစုစုပေါင်းရုပ်အလောင်း32လောင်းကိုရှောက်ပွေတွေ့ရှိထားတယ်လို့သိရပါဗျာ။ အခုတင်ဆက်ပေးခဲ့တာကတော့တက်မတော်လေးက18လေးရင်ပြတ်ကျခဲ့မှုနဲ့ပတ်သက်ပြီးတက်မတော်လေးကအငိမ့်စားလေးရင်မူကြီးကပတိန်ဦးစိုးဟန်ရဲ့ဖြေချပေးခဲ့မှုတွေကိုဒါမင်းမြတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့အလင်းမယုတ်တန်ပရိသတ်များအလုံးကိုကျေးဇူးထူးရဲ့တင်ရှိပါတယ်ရှင်။